အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးပါ People Media ဖြစ်ပါတယ်ဗျာဒီကနေ့နိုဝင်ဘာလ24ရက်နေ့ထူးခြားတဲ့သတင်းချို့ကောင်းထုတ်ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့ကတက်မတော်ရဲ့ပါတော်မိုတာတစည်းကဒီပေါ့မျိုးနယ်နဲ့မြန်မျိုးနယ်အဆက်မှာပြတ်ကျခဲ့ပါတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့အချမ်းအုပ်စုတွေကသူတို့ပြစ်ချနိုင်ရလို့ပြတ်ကျတယ်ဆိုပြီးတော့ကျွန်တော်ဝေဝေဆဆဖော်ပြနေရလဲခင်ဗျားတို့တွေ့ပါလိမ့်မယ်ဒီသတင်းဖြစ်စဉ်ကိုတင်ပြပါမယ်နိုဝင်ဘာလ24 22ရက်နေ့ညနေ6:00နာရီခန့်အချိန်ခန့်က ဒီပခုတ်ကွာနေပြီးတော့ကျွန်တော်တို့ဒီပါရာမိုတာတစ်စီးကတက်ပြီးတော့နှစ်စီးပေါ့ဗျာနှစ်စီးတက်တယ်ပေါ့တက်ပြီးတော့အကြမ်းမအိုးစုရရှင်းတော့ဘုံသွားကျဲတယ်ပေါ့ကျဲပြီးတော့ကျွန်တော်တို့မြိုင်မြို့နယ်နဲ့ပေါင်းမြို့နယ်အဆက်မှာပါရာမိုတာတစ်စီးကကျွန်တော်ဆက်ချွေုံမျိုးပြတ်ကြတယ်ပေါ့ဆက်ချွေုံမျိုးပြတ်ကြတော့ကျွန်တော်လေုံစီးပြီးတော့ဒါဒါဒီမှာပါရာမိုတာမောင်းတော့နှစ်ယောက်မောင်းတယ်လို့သိရပါတယ်ဘေးလို့ရအောင်ကျွန်တော်ဆင်းတယ်ဆင်းပြီးတော့ဒီပါရာမိုတာမှာပါတဲ့အရေးကြီးတဲ့အစိပ်ပိုင်းကိုဖြုတ်ပြီးယူသွားတယ်အဲ့ဒီနောက်ပိုင်းမှာဒီအကြမ်းဖက်အုပ်စုတွေကဒီပါရာမိုတာလှည့်ရှာတာပေါ့ရှာတော့သူလည်းတွေ့သွားတယ်ပေါ့ တွေ့သွားတဲ့ခါမှာဒီပါရမွန်ဓာတ်ကိုသူလည်းတွေ့ရောကျွန်တော်တို့ခုံပေါက်ပျော်မြူးနေရပါဗျာ။ဘာနဲ့တွေ့လဲဆိုတော့ခင်ဗျားတို့ဒီအစ္စလာမစ်စစ်သွေးကြွားရင်လည်းတနတ်တီထောင်ပေါက်ပြီးတော့အောင်ပွဲပျော်နေကြသလိုအောင်ပွဲခံနေကြသလိုဒီလိုမျိုးကြီးလုပ်ခဲ့ပါတယ်။ဒီဒီပါရမွန်ဓာတ်ဇီးမာသူတို့ရလိုက်တာကအခွန်မဲ့ရလိုက်ပါတယ်။ဒီပါရမွန်ဓာတ်မှာကျွန်တော်အဓိကအရေးပါတဲ့အစိပ်ပိုင်းတွေကိုသူတို့မရရှိခဲ့ပါဘူး။အဲ့မှာကျွန်တော်တို့ဒီပါရမွန်ဓာတ်မောင်းနေတဲ့ဒီတက်မော်တာနှစ်ယောက်ကအကုန်လုံးဖြုတ်ပြီးတော့တည်သွားပါတယ်။ အဲ့ဒီညမှာပဲအဲ့ဒီညမှာပဲကျွန်တော်တို့ဒါမိငင်တိုင်နဲ့ပြန်ပြီးတော့ပေါင်းနိုင်ခဲ့တယ်လို့သတင်းတွေရခဲ့ပါတယ်။သို့တော်လည်းပဲကျွန်တော်အနေနဲ့ထပ်ပြီးတော့ confirm လုပ်တဲ့အခါမှာဒီကနေ့နောက်ဆုံးကတော့ဒါထပ်နောက်ဆုံး file နဲ့ထပ်တည်ရတာကတော့ဒီပါတော်မတော်မောင်းတဲ့တပ်မသားနှစ်ယောက်ကသူ့ရဲ့မိငင်တိုင်နဲ့ပြန်ပြီးတော့ပေါင်းစည်းနိုင်သွားပြီ။ပေါင်းစည်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ပေါင်းစည်းနိုင်ပြီနိုင်ခဲ့ပြီ။အဲ့တော့အကြမ်းမဲ့အုပ်စုတွေကဗျာပါတော်မတော်သူတို့ပြစ်ချလို့ပြစ်ချလို့ပြက်ကြတယ်တောင်းပြောမြောက်ပြောပြောနေအောင်ဗျာ။သူတို့ရလိုက်တာလည်းအခုံကြီးမှာပဲ။ကျွန်တော်ဒီနေ့မှာဒါဒီနေ့မှာကျွန်တော်တို့ဒီပါတော်မတော်မောင်းတဲ့တပ်မသားနှစ်ယောက်ပေါ့သူတို့ရဲ့ ဒီပါတော်မတော်ကိုမောင်းနှမှုကျွမ်းကျင်မှုပြီးရင်ကျွန်တော်တို့ဘေးအန္တရာယ်ကင်းစင်စွာမြေပြင်ဆက်သက်နိုင်မှုပြီးတော့ကျွန်တော်ရန်သူတွေရဲ့စက်ကွင်းပေါ့ရန်သူတွေရဲ့ကျွန်တော်စက်ကွင်းအေရီးယားကနေပြီးတော့လွတ်မြောက်အောင်ဆွမ်းဆောင်နိုင်မှုတွေတကယ်ကိုကျွန်တော်လေးစားဖို့ကောင်းပါတယ်အကယ်၍သားကျွန်တော်တို့ဒီတပ်ဖွဲ့ဝင်တွေကအကြမ်းဖက်အုပ်စုတွေဖမ်းဆီးမှုခံရပြီဆိုရင်ကျွန်တော်ဒီကနေ့မတွေ့ရကြပါဘူးဟိုတို့အမျိုးမျိုးနှိမ့်ဆက်မယ်အမျိုးမျိုးညှင်းဆက်မယ်အဲ့တို့လိုချင်တဲ့အချက်လက်တွေမင်းမို့ဗျာသူသဘောတရားသူလောက်ကြမှာပေါ့လောက်ကြမှာပေါ့တိုးတော်လည်းပဲဒီပါရမရာမောင်းတဲ့ဒီတက်မတော်တာနှစ်ယောက်ကတော့ ဒီအခြေအနေကိုကျွန်တော်ကြော်လွားနိုင်ခဲ့တယ်နံပါတ်၁ကနေမီကျွမ်းကျင်တယ်နံပါတ်၂ကသူတို့အသုံးပြုတဲ့ဆက်ပစ္စည်းတွေကိုကင်တုံးကိုကျွမ်းကျင်တယ်နံပါတ်၃ကကျွန်တော်တို့ဒီဆက်ကွင်းထဲကနေလုံအောင်လုံမြောက်အောင်သူတို့လုံနိုင်ခဲ့တယ်လုံမြောက်အောင်လုံနိုင်တယ်အခုတော့ကျွန်တော်တို့ AC ပေါင်းစည်းမိသွားပြီလို့သိရပါတယ်ဒါကြောင့်ကျွန်တော်တို့မိတ်ဆွေတွေမေးမေးနေတယ်တချို့ကလည်းမေးတယ်ဒီပါတာမတာမောင်းတဲ့တပ်သားနေရောက်ပဲရောက်သွားပြီလေဖန်စီခံရတာစသဖြင့်ပေါ့ဗျာတက်မလို့ချစ်တဲ့သူတွေမေးကြတော့ပေါ့ဘာကြောင့်လဲဆိုတော့ဒီလက်ရှိကာလကကျွန်တော်တို့အော်ဘာပဲဖြစ်ဖြစ်အားလုံးကမြင်နေကြမြင်နေကြကြားနေကြတယ်ပေါ့ကြားနေကြသူလည်းသိကျင်တာပေါ့သိကျင်ကြတဲ့ခါကျတော့မေးကြပါတယ်အဲ ဒီပါရမီတာမောင်းတဲ့တပ်မတော်နှစ်ယောက်ဖမ်းဆီးခံရပြီလားရအောင်ဖောက်ထွက်နိုင်လားစတဲ့မေးခွန်းနေမေးခွန်းနေမေးတယ်အဲ့တော့ကျွန်တော်ကဒီသတင်းနဲ့ပတ်သက်ပြီးတော့အနစ်ချုပ်တင်ပြခြင်းပါတယ်ဒီပါရမီတာမောင်းတဲ့တပ်မတော်နှစ်ယောက်ဘီကင်းပါပြီတနည်းအားဖြင့်ကျွန်တော်ပခုတ်ကူကိုပြန်ရောက်ပြီဗျာခင်ဗျားတို့ကပခုတ်ကူပြန်ရောက်ပြီဘီကင်းပြီပခုတ်ကူပြန်ရောက်ပြီအဲ့တော့အကြမ်းမဲ့အုပ်စုတွေလည်းသူတို့ထုတ်ပြန်တာတွေ့ပါလိမ့်မယ်အဲသူတို့လည်းရှာတယ်မတွေ့ဘူးဗျာရှာတယ်မတွေ့ဘူးပေါ့ဒါသူတို့ဘက်ကလည်းဒီလိုမျိုးထုတ်ပြန်တာတွေ့ရပါတယ်ဒါတော့ကျွန်တော်တို့အနစ်ချုပ်ပါနောက်ထပ်သတင်းမျိုးဆက်ပြီးတင်ပြပေးခြင်းပါတယ်ဒါကတော့တာဝတီခရိုင်စီကုံး ကျိုးပင်ကောင်မျိုးတွေမှာလက်ပေါက်စိတ်လာတဲ့ PDF တွေပေါ့ PDF တွေလှုပ်ရှားမှုတွေပတ်သက်ပြီးတင်ပြပေးကြတာဖြစ်ပါတယ်ဖြစ်စဉ်တက်ကဘကိုတိုင်းအနောက်ပိုင်းတောင်တခင်ဇီကုံမျိုးရန်ကုန်ပြည်လမ်းမပေါ်မှာရှိတဲ့ KTV KTV ကိုအကြမ်းဖက်အုပ်စုတော်ဝင်ပြတယ်ဝင်ပြတဲ့အခါမှာကျွန်တော်တို့တွေ့ရတဲ့ဓာတ်ပုံမှာဆိုရင်ဒီထဲမှာရှိတဲ့ KTV ရဲ့အခန်းပါတယ်ပေါ့အခန်းထဲမှာပေါ့တည်သက်အခန်းထဲမှာပေါ့တည်သက်အခန်းထဲမှာကျွန်တော်တို့ယောက်ျား၅ယောက်နဲ့အမျိုးသမီး၁ယောက်အမျိုးသမီး၁ယောက်အဲတည်ဆုံးနေတာတွေ့ရတယ်ရှေ့မှာဘယ်တယောက်တည်နေလဲတော့ကျွန်တော်မသိပါဘူး ဒီဓာတ်ပုံတွေမှာတွေ့ရတာကအမျိုးသား9ယောက်တွေ့တယ်အမျိုးသမီး1ယောက်တွေ့တယ်သူတို့အမှတပြက်ချင်းခံရတယ်ခံရတယ်အော်ဒီဟာတွေကဘသူတွေဘဝတွေဆိုတာကတော့သက်ဆိုင်ရာတိုင်းရာဆိုတော့ပူသိပါလိမ့်မယ်ဒီမှာဖြစ်စဉ်တပါတော်တော်လေးဆိုးရပါတယ်တော်တော်ကြီးကိုဆိုးရပါတယ်နောက်ထပ်ဖြစ်စဉ်တပါဒါကကျွန်တော်နိုဝင်ဘာလ23ရက်နေ့ပါနိုဝင်ဘာလ23ရက်နေ့နနက်7:00ခန့်အချိန်ကတည်းကကျုပ်ပင်ကောင်းမြို့ကြည်စုရွာအနီးမှာရှိတဲ့စစ်စေးကိုသူဝင်ပစ်တယ်ပေါ့အဲမှာဝင်ပစ်တဲ့ခါမှာကျွန်တော်ရတဲ့ဖို့မဲ့တယောက်ပြည်သူစစ်၄ဦးစုစုပေါင်း၅ယောက်နေရာမှာပဲပေါ်ချပြီးတည်ခဲ့ရတယ်တည်သွားတယ်ပေါ့ဗျကြာသွားတယ်ပေါ့ အသုံးပြုတဲ့ကန်ဆောင်တဲ့လက်နက်တွေလည်းအကြမ်းဖက်အုပ်စုတွေလက်ထဲပါသွားတယ်အဲ့တော့ဖြစ်စဉ်တွေကတော်တော်စိတ်နေပြီအဲ့တော့ဒီဈေးကုန်းနဲ့ကျိုးပင်ကောက်ဆိုနင်းနီးလေးတနည်းအားဖြင့်ကျွန်တော်ရန်ကုန်ရန်ကုန်ပြည်လမ်းပေါ်မှာရှိတဲ့ရှိတဲ့ကျွန်တော်တို့မြို့တွေပေါ့မြို့တွေတနည်းနဲ့တနည်းနဲ့တနည်းရက်ကကတ်ဖြစ်တာကတ်ဖြစ်တာပေါ့ကျွန်တော်ဒါနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်အဖြေရှာဖို့လိုတယ်ပြေချာလို့ရတယ်အချမ်းအုပ်စုတွေကရန်ကုန်ပြည်လမ်းမှာတော့ချိန်ချောက်လာတယ်အော်သူတွေအဲ့မှာလဲပါလဲနှဆိုးပါလဲမသိပါဘူးဗျာနှဆိုးစစ်တီလာမသိပါဘူးသူတို့ Facebook page တွေလည်းတွေ့ရပါတယ်အဲ့မှာသူတို့ရဲ့ဒီမှတ်တမ်းတွေလည်းအမှာပေါ်ပြနေတယ် သူတို့ရဲ့ဥတီရလမ်းကြောင်းကတော့ရိုးမဘက်ကိုဥတီနေတွေ့ရတယ်။အဲ့မှာတွေ့ရတဲ့မြေသားတွေကတော့ကျွန်တော်တို့ရိုးမဘက်ကိုသွားတဲ့မြေသားတွေပါ။ဘကိုးရိုးမပါ။အဲ့ဒါနဲ့ပတ်သက်ပြီးဘယ်လိုကိုင်းတွေ့မလဲဆိုတော့ကျွန်တော်ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့22ရက်နေ့မှာတချိန်ဖြစ်တယ်။23ရက်နေ့မှာတချိန်ဖြစ်တယ်။ခင်ဗျကက်ဖြစ်တာပါ။တက်ဖြစ်တာပါဒါဒီချိန်တွေကကျွန်တော်တို့တော်တော်လေးဆိုးပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရန်ကုန်ပြည်လမ်းမကြီးကတကယ်ကျွန်တော်မြန်မာနိုင်ငံရဲ့အရေးပါတဲ့အရေးပါတဲ့ကျွန်တော်လမ်းပိုင်းကြီးတစ်ခုပါ။အဲဒီလမ်းပိုင်းမှာဆိုရင်ကျွန်တော်တို့ဒီဇီးကုန်းနဲ့ ိုးပင်ကောင်ပေါ်မှာကျိုးပင်ကောင်မြို့နယ်ဘက်မှာတော်တော်လေးဖြစ်လာတယ်ဖြစ်တဲ့နေရာတနေရာတနေရာလည်းသိပ်ဝေးတဲ့နေရာမဟုတ်ပါဘူးနေရာဆက်ဖြစ်တယ်ဆိုတော့ကျွန်တော်တော်တော်လေးစိုးပါလေဒါကြောင့်ကျွန်တော်တို့ဒီချိန်နဲ့ပတ်သက်ပြီးတော့ဟိုသတိထားဖို့လိုတယ်သတိထားစောင့်ကြည့်ဖို့လိုတယ်တနေရာပြီးရှင်းလင်းနိုင်ဖို့လိုတာပေါ့ဗျာဟိုမရှင်းလင်းနိုင်တော့ဒီကိစ္စတွေကတကြုံမှုတစ်ချော့ပြန်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ပေါ်လိုက်ပြောက်လိုက်ပြန်ဖြစ်နိုင်မယ်ဖြစ်နေမယ်အနေထားပါပြီးခဲ့တဲ့ကာလတွေကလည်းကျွန်တော်တို့ဒီဒီဘကိုးရုံးမနဲ့ဆက်ဆက်တဲ့နေရာတွေမှာဒါလုံးလုံးတက်ဖို့ဝင်တောက်ချောက်ရှင်းနေရှင်းတဲ့ခါမှလည်းကျွန်တော်တို့အကြမ်းမအုပ်စုတွေအသေးလေးရတယ်အရှင်လေးရတယ်ဒါတော့ကျွန်တော်ထပ်ပေါ်လာတော့ပေါ့ ထပ်ပေါ်လာတဲ့အဖွဲဖြစ်တယ်။သူတို့ကတနေရာမှာသူတို့ကအထိနာပြီဆိုရင်နောက်တနေရာပြန်ရွှေ့တယ်။နောက်တနေရာပြန်ရွှေ့ပြီးလက်ရှိဒီပျောက်ကြားနဲ့သူတို့ပြန်လုပ်တဲ့သဘောဖြစ်တာပေါ့။နောက်ပြီးတော့ဒီနေရာတွေကကျွန်တော်ယူကဝေချင်ပါမယ်နေရာတွေ။ကျွန်တော်ဒီကာလကတိတ်ကိုအရေးကြီးပါတယ်။အရေးကြီးပါတယ်။အကြမ်းဖက်အုပ်စုတွေလည်းသူတို့ရရင်ရတယ်လို့သူတို့လုံးပါပါ။နောက်တဲ့အခြေအနေတစ်ခုပါ။နောက်တဲ့အခြေအနေတစ်ခုကကျွန်တော်တို့ကျွန်တော်တို့နိုင်ငံဝန်ထမ်းတွေပါ။နိုင်ငံဝန်ထမ်းတွေဆိုတဲ့နေရာမှာကျွန်တော်တို့ပညာရေးဝန်ထမ်းတွေပါတယ်။အခြားသောဝန်ထမ်းတွေပါတယ်။အကြမ်းဖက်အုပ်စုတွေကဒီရက်ပိုင်းမှာကျွန်တော်ဖန်ဆင်းမှုတွေတော်တော်လေးတွေ့လာရတယ်ဗျာနော်တော်တော်လေးတွေ့လာရတယ်ပြီးခဲ့ကြကကျွန်တော်တို့ပခုတ်ကူပြီးကျွန်တော်တနင်္လာရီတိုင်းမှာတွေ့လာရတယ် ပြီးကျွန်တော်တို့မုံမြင်တဲ့ဘက်မှာလည်းတွေ့လာရတယ်။ဒါကြောင့်ဒီဟာဒီဒီကာလမှာကျွန်တော်တို့နိုင်ငံဝန်ထမ်းတွေအနေနဲ့ခီးသွားတဲ့အခါမှာကျွန်တော်တို့မလွတ်အဲ့မသွားပါနဲ့။မလွတ်အဲ့လုံးဝမသွားပါနဲ့။ဥပမာကျွန်တော်အီယာဝတိုင်းလိုနေရာမျိုးကသွားတာပြဿနာမရှိဘူး။ရန်ကုန်တိုင်းလိုနေရာမျိုးကသွားတာကပြဿနာမရှိဘူး။ပဲခူးတိုင်းမှာဆိုရင်ကျွန်တော်တို့ပြဿနာရှိတဲ့နေရာတွေရှိတယ်။မုံမြင်တော့မှာဆိုလည်းပြဿနာရှိတဲ့နေရာတွေရှိတယ်။တနင်္သာရီတိုင်းဆိုပိုဆိုးတယ်ဗျာ။နော်အဲ့မှာလမ်းမိုင်းတွေမှာလည်းပြဿနာတရောကြီးပဲ။ဒါကြောင့်ကျွန်တော်ဒီကာလမှာဒီကာလမှာကျွန်တော်တို့ ဒါပညာရေးဝန်ထမ်းတွေပတ်သက်ပြီးတော့သက်ဆိုင်ရာဝန်ကြီးဌာနတွေအနေနဲ့လည်းကျွန်တော်တို့ဒီတင်နန်းတွေခေါ်တဲ့အခါမှာတင်နန်းတွေခေါ်တဲ့အခါမှာကျွန်တော်တို့တို့ရဲ့နေမြေဒေသအခြေအနေကိုကြည့်ပြီးတော့ခေါ်ပေးစီခြင်းပါတယ်အချို့သောနေရာတွေမှာဒီပညာရေးဝန်ထမ်းတွေကတို့တင်နန်းလာတက်မဲ့နေရာနဲ့တို့ရှိတဲ့နေရာကနေပြီးတော့ဒီလမ်းပိုင်းကိုတို့ဖြတ်သန်းမှုဆိုတော့တော်တော်လေးခဲနေပါတယ်တို့မှလည်းကြောက်ပါအောင်ကြောက်ကြမှာပါ။ဘာကြောင့်လဲဆိုတော့ပညာရေးဝန်ထမ်းမှာအမျိုးသမီးတွေပုံများပါတယ်။တို့ကလက်နက်မဲ့တယ်ပါ။ဒါကြောင့်ကျွန်တော်ဒီကာလမှာတင်နန်းခေါ်တဲ့အခါကျရင်လည်းပဲဒီသက်ဆိုင်ဝန်ကြီးဌာနအနေနဲ့နံပါတ်1ချက်ကနေမြေဒေသအခြေအနေ ။နံပါတ်2ကဒီတင်တန်းလာတက်မဲ့သူတွေရဲ့နေမိဒေသအခြေအနေဒါတွေကိုကျွန်တော်တို့ဟိုသတိထားဖို့လိုတယ်စဉ်းစားပေးဖို့လိုတယ်။ဝန်ကြီးဌာနကလာဆိုရင်လည်းသူတို့လာမှာပေါ့ဗျအခက်အခဲမျိုးစုံနဲ့သူတို့ရုပ်တွေပြပုံစံမျိုးစုံပြပြီးလာမှာပေါ့။သို့တော်လည်းပဲကျွန်တော်တို့သူတွေရဲ့သူတို့မှလည်းမိသားစုတွေရှိတယ်ဒီလမ်းမရဲ့အခြေအနေဒီပုံမှာကျွန်တော်တို့တုံးသက်ပြီးတော့မှတင်တန်းတွေခေါ်ပေးစေချင်ပါတယ်ခေါ်စေချင်ပါတယ်ကျွန်တော်တို့လေချောင်းနဲ့လာရင်တော့ပြဿနာမရှိဘူးဗျာအဲ့တော့ဝန်ထမ်းတွေကလေချောင်းနဲ့ဘယ်လိုလုပ်လာနိုင်ပါလဲဗျာလက်ရှိကဗျာလင်းလက်မှတ်ကားတွေကလည်းဈေးကနေတာမဟုတ်ဘူးဈေးကမနေဘူးဗျာဒါကြောင့်ကျွန်တော်တို့ အဓိကတော့ကုန်းလမ်းပဲအသုံးပြရတော့ဗျာကုန်းလမ်းအသုံးပြရတော့အချမ်းမအုပ်စုတွေကဗျာအာဒီဒီနေ့ဒီဒီနေ့တို့လူမနေအောင်စုနေတဲ့သူဘယ်လမ်းနေတက်မယ်စားတဲ့တရင်ချက်လက်တဲ့သူတို့မှလည်းရနေတာပဲရနေတာပဲဒါကြောင့်ကျွန်တော်တို့ကဒီကာလမှာနံပါတ်1အရေးကြီးတာကဒီတင်တန်းတင်တန်းတင်တန်းညီခေါ်တာကိုကျွန်တော်တို့ဟိုနေမြေဒေသမတည်ငြိမ်တဲ့နေရာမှာမခေါ်စီခြင်းမအောင်မခေါ်စီခြင်းမအောင်အရန်ကိုကျွန်တော်တို့ကဒီကာလမှာနည်းနည်းလေးဒီရုပ်ကောက်ဝဲကာလနည်းနည်းလေးရှုပ်ထွေးနေရပါဘောအချမ်းမအုပ်စုတွေကလည်းသူတို့ရရတဲ့လောက်လုံးပါပဲဒီကျွန်တော်ဒီအချမ်းမအုပ်စုသွားပြီးအထင်သေးလို့မရအောင် ရပါတယ်ကွာဆိုတော့ကျွန်တော်အတွေ့အကြုံတွေးလို့မရဘူးဗျာ။ဒါပြီးသူတို့မှာကျွန်တော်တို့ကဒီ junior ဘောင်းဘတ်တွေဝတ်ထားလည်းမဟုတ်ဘူး။ဟိုဘတ်ပါတဲ့အင်ဂျီဝတ်ထားလည်းမဟုတ်ဘူး။သူတို့ကိုလိုပဲဗျာ။သူတို့ကိုလိုပဲသူတို့သွားလာနေတာဆိုတော့နည်းနည်းလေးရှားတာခတ်တာပါဗျာ။ရှားတာခတ်တယ်။ဒါကြောင့်ကျွန်တော်တို့ကဒီကာလမှာဒီကာလမှာကျွန်တော်တို့ဒီပညာရေးဝန်ထမ်းတွေအပါအဝင်အခြားသောဝန်ထမ်းတွေပေါ့အခြားသောဌာနတွေမှာဝန်ထမ်းတွေရှိပါတယ်။ဒီဝန်ထမ်းတွေနဲ့ပတ်သက်ပြီးတော့ဒီသင်တန်းတွေစားရဲပေါ့ဗျာ။ moment သင်တန်းတွေဒါတွေခေါ်တာကိုကျွန်တော်တို့ကနေမြေဒေတာအလိုက် စဉ်းစားပေးစီချင်ပါတယ်အချို့သောနေရာတွေမှာကျွန်တော်ဝန်ထမ်းတွေတွားရေးလိုက်ခက်ခဲပါတယ်ဒါတွေကိုလည်းကျွန်တော်တို့စဉ်းစားပေးစီချင်ပါတယ်တော့ဒီသတင်းပြန်ချောရမှာကကျွန်တော်တို့ဒီအပိုင်းမှာဒီအပိုင်းမှာကျွန်တော်တာအုပ်တိခရိုင်ဇီကုန်းနဲ့ကျိုးပင်ကောက်မှာနှစ်နေရာဆက်ဖြစ်ပါတယ်ပထမတစ်ချိန်ကကျွန်တော်22ရက်နေ့ညတကောင်ရမှာဇီကုန်း KTV ထဲမှာ KTV ထဲမှာရှိတဲ့ကျွန်တော်တို့ဆိုပြောလုံးနေအဖွဲ့ဝင်ပြတယ်ကျွန်တော်တွေ့ရတဲ့ဓာတ်ပုံမှာကျွန်တော်တို့အမျိုးသား၅ယောက်အမျိုးသမီး၁ယောက်ပြေဆုံးနေတာတွေ့ရတယ်နောက်တဲ့အခြေအနေတစ်ခုနောက်တဲ့အခြေအနေတစ်ခုကနိုဝင်ဘာလ23ရက်နေ့နနက်10:00နာရီကြော်ခန့်လို့တော့ တွေ့နေရတယ်ဖိုင်ဒီမှာတွေ့နေရတယ်အဲ့တော့ဒီအချိန်တော့လွှဲနိုင်ပါတယ်အမကျိုးပင်ကောင်းမျိုးနဲ့ကြီးစုရအနီးမှာရှိစေးကေးကိုအကြမ်းမအုပ်စုတွေဝင်ပစ်တယ်အဲ့မှာကျတော့ပြည်သူစစ်တပ်ဖွဲ့ဝင်၄ယောက်ရဲတပ်ဖွဲ့ဝင်၁ယောက်ကြာဆုံးခဲ့တယ်အဲ့တော့အကြမ်းမအုပ်စုတွေရဲ့လှုပ်ရှားမှုတွေကတော့ကျွန်တော်တို့စိတ်လာတဲ့သဘောမှာဖြစ်ပါတယ်အဲ့ဒီဇီကုန်းနဲ့ကျိုးပင်ကောင်းဧရိယာမှာဖြစ်ပါတယ်နောက်ထပ်ဒီမိုဆာဗီတင်ပြပေးကြပါတယ်ဒါကတော့ဟောမလင်းဟောမလင်းမင်းကင်းတကြောပါဗျာတနည်းအားဖြင့်အချင်းနှမြတကြောပေါ့အဲ့ချင်းမြချင်းနှမြတကြောမှာကျွန်တော်ရွှေဖောင်းတွေကအများကြီးပါပဲ ဒီရွှေဘောင်ဒီနဲ့ပတ်သက်ရကျွန်တော်နိုင်ငံတော်လည်းအခွန်မရပါဘူးစီးပြက်ကမ်းပြက်ကူးတာပါတူးနေကြတာပါကျွန်တော်တဘာဝပတ်ဝန်းကျင်လည်းပြက်စီးတယ်ဗျပြီးရင်ကျွန်တော်ဒီမှာရှိတဲ့ရွှေရွှေကျင်တဲ့ခါမှာထွက်လာတဲ့တတ်တတ်ထုတ်တတ်တထုရေတွေဟာဗျာတတ်တထုရေတွေကဒီမြေထဲမှာအရေးပြောမယ်ပြောပြီးတော့ဒီချင်းတွေမြေကမ်းပြေးတာမှနေထိုင်တဲ့ကျွန်တော်နိုင်ငံလူနိုင်ငံသားတွေအများကြီးပဲဒီချင်းတွေမျိုးကိုတောက်နေတဲ့နိုင်ငံလူနိုင်ငံသားတွေတိတ်နေချီရှိပါတယ်ဒီလူတွေရဲ့ကြားမရဲ့အချင်းတွေပြီးရင်ကျွန်တော်တို့ဒီလူတွေထဲမှာရှိတဲ့ဘိုက်ကိုကိုဝင်ထဲမှာရှိတဲ့ကလေးငယ်တွေရဲ့ကြားမရဲ့အချင်းတွေ မွေးပြီးသားကျွန်တော်လူမဖြစ်သေးတဲ့ကလေးလူမဖြစ်သေးတဲ့ကလေးရဲ့အကြမ်းအေးသူရဲ့ဘဝရည်တည်မှုလူဖြစ်ပြီးကျတော့ကျွန်တော်တို့ငယ်ရွယ်အရွယ်ပေါ့ပြောင်းမှာတနေ့ကလည်း၁၀နှစ်အရွယ်ဒီလူတွေဒီကလေးငယ်တွေကလည်းဒီချင်းနှစ်မြေကိုပဲချင်းနှစ်မြေမှာရှိမြေကိုပဲကျွန်တော်အသုံးပြုပြီးသားသုံးရတာဖြစ်ပါတယ်သူတို့ရဲ့အကြမ်းအေးချင်းနေကျွန်တော်တို့ဒီချင်းနှစ်မြေမှာရွှေတူးနေတဲ့လူကလူပေါင်းမလောက်မှမရှိဘူးအနည်းဆုံးရှိရှိပါပါခင်ဗျာ1000နဲ့1500အတွင်းပေါ့ဒါပေမဲ့သူတို့ရဲ့အကျိုးဆက်ကြောင့်ကျွန်တော်ခံရတာအများကြီးအဲဒီချင်းနှစ်မြေမှာရှိတဲ့ကျွန်တော်တို့မြေတွေကစီးမယ်စီးပြီးတော့ကျွန်တော်တို့ဒါရေစိုးမြေရှိသေးတာမှာပြန်ပေါင်းတော့ ပြန်ပေါင်းမလို့ကျွန်တော် ARV မြင်းတွေကိုစီးတာပေါ့အဲ့တော့ဒီ ARV မြင်းမှာဆိုလည်းပဲကျွန်တော်ဟိုးအပေါ်ကနေပြီးတော့အဲကျွန်တော်တို့ ARV မြင်းအစားနေပြီးတော့တူးလိုက်တာတကြောလုံးပဲခင်ဗျာစင်ခံပါမှာဆိုခင်ဗျာရွှေဖောင်နေမနေဘူးပဲဘာကြောင့်ဆိုတက်တော့မှာခင်ဗျာတဘိုးကြီးမြင်နေရတယ်အဲ့ဒီတကြောမှာအများကြီးရှိတယ်အဲ့မှာရှိတဲ့ကျွန်တော်တို့ရွှေဖောင်မှာရွှေဖောင်နေပြီးအပေါ်ကတူးလာတဲ့ဓာတ်သထုရေးကြကျွန်တော်တို့ ARV ARV မြေတိုင်းဆဲလာတယ်။ဆင်းလိုက်မယ်နောက်ဆုံးနောက်ဆုံးကျွန်တော် ARV ARV တိုင်းဘက်ကိုဆင်းတယ်။အဲ့တော့ ARV တိုင်းဘက်မှာရှိတဲ့ဒေသခံပြည်သူတွေတိုင်းနဲ့ချီတန်းနဲ့ချီရေးအဲ့ ARV တိုင်းမှာရှိတဲ့လူတွေကကျွန်တော်တို့အကုန်လုံးကရေးသားမတောင်းနိုင်ဘူး။ ဒီဒီမြည်ရီကိုတောက်တောက်ရတဲ့ကတပုံးကြီးအဲ့တော့ကျွန်တော်ကျမ်းပါရီခန္ဓာလေးစိုးစိုးဝါးကိုဖြစ်တယ်စိုးစိုးဝါးကိုကျွန်တော်တို့ဟိုမထိခိုက်တိတိကျကျကျသူ့သေတနာအချက်လက်မရှိလို့ဒါလည်းကျွန်တော်ခံမမိပြောရတာတကယ်ကိုကျွန်တော်သူ့သေတနာအချက်လက်နဲ့လုံမယ်ဆိုရင်ကျွန်တော်တို့ဒီချွေးနှမြတဲ့မှာပါတယ်ချွေးနှမြရီကဒတ်တရုပါဝင်မှုဟိုဘက်ကအရာမြည်ရဲ့ဒတ်တရုဘယ်နေရသူ့အပိုင်းလိုက်သူ့ပိုင်းလိုက်စစ်မယ်ဆိုတော့ကျွန်တော်တိကျတဲ့အဖြေတော့ထွက်နိုင်တော့ပေါ့ဒါကျွန်တော်ရဲ့တဲ့င်းတင်ပြမှုကခံမကြပါ။ဘာကြောင့်လဲဆိုရွှေတူတဲ့ခါမှာကျွန်တော်တို့တကယ်ဓာတ်တထုတွေနဲ့တူကဓာတ်တထုတွေနဲ့ကျွန်တော်ရွှေရစစ်ယူရတာပါ။ အရန်ကိုကျွန်တော်တို့အနေရှိပါတယ်အရန်လည်းပြဿနာရှိပါတယ်ဟိုဒီအပိုင်းမှာဆိုရင်နိုဝင်ဘာလ23ရက်နေ့ကဆိုရင်လည်းပဲကျွန်တော်တို့ဒါတဖန်းစိတ်ပေါ့တဖန်းစိတ်ဆယ်ထဲမှာကျွန်တော်လက်ရှိမှာ Google Map ကနေကြည့်ရင်တဘိုးကြီးမြင်နေရတယ် Google Map ထဲကကြည့်လိုက်မယ်ဆိုရင်အဲ့တဖန်းစိတ်ဆယ်ထဲမှာရွှေပေါင်းတွေတဘိုးကြီးအများကြီးပဲအဲ့မှာလည်းရွှေတွေတူးနေကြတယ်23ရက်နေ့ကကျွန်တော်ဒေသခံပြည်သူတွေကဒီတဖန်းစိတ်ဆယ်ထဲမှာတဖန်းစိတ်ဆယ်နီးမှာဆန္ဒပြတယ်အဲ့ဒီတဖန်းစိတ်ဆယ်ကိုလက်ရှိကမြယူထားတာက NUG နဲ့ KIA ယူတယ်ယူပြီးတော့အဲ့မှာရွှေတွေဒီရွှေတူးတဲ့လူတွေကို တစည်းကိုဘယ်လောက်ရွှေပေါတစည်းကိုဘယ်လောက်ဆိုပြီးပြန်ငားစားတာလေဘယ်လောက်စိတ်နာဖို့ကောင်းလဲဗျာနော်စိတ်နာဖို့ကောင်းလဲဆိုတာပြီးကျွန်တော်နိုဝင်ဘာလ22ရက်နေ့ကတော့ဒီမင်းကြီးမြို့နယ်လောင်းပြည့်ရွာအနီးမှာရှိတဲ့ဒီရွှေဖောင်တရားမွေရွှေဖောင်ပေါ့အဲ့ဒါကိုကျွန်တော် NUG ထိန်းချုပ်တဲ့ရွှေဖောင်နေအဲ့ဒီနေရာတော့တက်ကဘုံကျဲရှင်းလင်းလိုက်လိုက်ရှင်းလင်းလိုက်တဲ့ရှင်းလင်းလိုက်တဲ့ခါမှာအကြမ်းမဟုတ်ဆိုသေးတာတွေရှိတယ်ထိခိုက်တာတွေရှိတယ်ပြီးလက်ရှိဒီမင်းကြီးမြို့နယ်မှာဆိုရင်အကြီးဆုံးကတော့ကျွန်တော်တို့ခုနကလောင်းပြည့်ရွာရဲ့မြောက်ချွန်းရွာရဲ့အဲမြောက်ချွန်းရွာမှာရှိတဲ့ရွှေဖောင်နဲ့ဆက်တူးနေလို့တော့ကျွန်တော်သိရတယ် နောက်တဲ့အခြေအနေတွေကကျွန်တော်ရွှေပြေးပါအဲ့တော့ရွှေပြေးမျိုးအနီးနားမှာလည်းကျွန်တော်ရွှေပေါင်းနဲ့တဘုံကြီးပါပဲကိုကမ်းမကလည်းကြည့်နေရပါတယ်အဲ့တော့အရင်ဆုံးတင်ပြမယ်ဆိုရင်ကျွန်တော်တို့ဒီ home link နဲ့ home link မျိုးအနီး home link တစ်ကြောမှဒီကျွန်တော်တို့ဒီဘက် main gate တစ်ကြောထိအဲ့ဒီရဲ့ဒီကမ်းတစ်ဆက်လုံးမှာကျွန်တော်ရွှေပေါင်းနဲ့တဘုံကြီးပဲအရောက်တိုင်းမှာလည်းတဘုံကြီးပဲပြီးရင်ကျွန်တော်တို့ billing ဘက်မှာလည်းတဘုံကြီးပဲအဲ့တော့ရွှေပေါင်းနဲ့နေရာတိုင်းမှာရှိတယ်နေရာတိုင်းမှာရှိတယ်အဲ့တော့ဒီရွှေပေါင်းဖြစ်လာဖို့ကကျွန်တော်တို့ hash လောင်းဆိုဖြစ်လာတာမဟုတ်နံပါတ်၄73စီလိုတယ်နံပါတ်၄ရွှေပေါင်းအသုံးပြုရကျွန်တော် pipeline တွေလိုတယ် ပိုက်လုံးနေလို့တယ်ပြီးရင်ကျွန်တော်တို့ဒီဟိုအိုးတွေဒီဒီကျွန်တော်တို့ဒီတလုံးတိုးတွေနဲ့တွဲတရတဲ့ကျွန်တော်တို့အိုးတွေပန့်အိုးအိုးတွေလိုတာပေါ့ရက်တရတဲ့အိုးတွေလိုတယ်အဲ့ဒီပစ္စည်းတွေဘယ်ဟာထွက်လဲဆိုတော့ကျွန်တော်နံပါတ်1ကရန်ကုန်ကထွက်တယ်နံပါတ်2ကမန္တလေးကထွက်တယ်နံပါတ်3ကမုံရွာကထွက်တယ်အမုံရွာကထွက်ပြီးမှသူတို့ရဲ့ဒီကျွန်တော်ချင်းနစ်မြအထပ်ပိုင်းနေရောက်တယ်အေရဝီမြအထပ်ပိုင်းနေရောက်တယ်နောက်တစ်ခုကကျွန်တော်ဆက်သုံးစီပါဆက်သုံးစီနဲ့ပတ်သက်ရင်တော့ဒီမန္တလေးမြို့ထဲမှာမြို့ရဲရောက်ကျွန်တော်တို့ပုံစံမျိုးစုံနဲ့ထွက်တယ်ဒီကျွန်တော်တို့ဒီ